ားလုံးမင်္ဂလာပါဆိုတဲ့က channel နဲ့ကြိုးစို့လိုက်ပါရယ် crown ဆိုတာကတူတာတော်တော်တကယ်ကိုအရေးကြီးရယ် name plate တစ်ခုလို့ပြောလို့ရတယ်အရင်တော့တော့ဒီ crown က crown ဆိုတာက season ဆိုတာပဲတည်ခဲ့တာပေါ့နော်အခုနောက်ပိုင်းမှာတော့တို့ဒါကဒီ crown ဆိုတဲ့ name plate အောက်မှာ season လဲထုတ်တယ် SUV လဲထုတ်တယ်နောက် crossover လဲထုတ်သေးတယ်အခုနောက်ဆုံးအနေနဲ့ wagon နဲ့ SUV ကို blend ထားတဲ့တမျိုးထပ်ပြီးတော့ဂျပန်မှာမိတ်ဆက်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီကားက ဒီမြောက်အမေရိကဈေးကွက်မှာတော့ရောင်းနေတာတော့ကြာပြီနာမည်တခုနဲ့ပေါ့နော် Signia ဆိုတဲ့နာမည်နဲ့ပေါ့နော်သူရောင်းနေတယ်အခုတော့ဂျပန်ဈေးကွက်အတွက်ကိုသူက Astra ဆိုတဲ့နာမည်နဲ့မိတ်ဆက်ပေးလိုက်ပြီဒီကားက body မြင့်မြင့် wagon design ပုံစံမျိုးမြင်ရလိမ့်မယ်ရုပ်ထွက်ပိုင်းကလည်းအဲဒီသူရဲ့ crown user ရဲ့ crown line app ရဲ့ရုပ်ထွက်တိုင်းပဲပေါ့နော်မြင်ရတယ်အရင်ကြီးရုပ်ထွက်ပိုင်းပါညာကွာထားရမျိုးမရှိဘူးဒီကရဲ့ under platform က ထုံးစံတိုင်းပဲ Toyota ရဲ့ TNGA platform မှာပဲစောက်ပေးထားတယ်ဒီကားမှာက adaptive damper system တွေပေါ့နော် suspension system တွေပါတယ်နောက် revy dynamic revy steering system လည်းပါတယ်အတွက် handling ဘိုင်းမှာတော်တော်လေးကောင်းလုပ်ပေးထားတယ်ပေါ့နော် Toyota အနေနဲ့ဒီ Cross S3 ကို hybrid အနေနဲ့ရော PHEV အနေနဲ့ရောနှစ်မျိုးနှစ်မျိုးအနေနဲ့ရောင်းပဲပေါ့နော်နှမျိုးလုံးမှာက2.5 liter naturally aspirated engine ကိုပဲသုံးပေးထားတယ်။ horsepower အနေနဲ့ဆိုရင်တော့သူက188 hp တောက်ကြီးထွက်မယ်။ အဲ့တော့ဒီကောင်က dual motor all wheel drive ထပ်ပြီးတော့ပေါင်းပေးလိုက်တော့ horsepower အနေနဲ့ဆိုရင်တော့3နဲ့ HPD ထွက်တယ်။အရှိဘက် motor ရဲ့ဆွမ်းဆောင်ရင်ကတော်တော်ကြီးမိုက်တယ်ပေါ့နော်။သူက180 HPD ထွက်မယ်။နောက်ဘက် motor ကတော့53 HP လောက်ပဲထွက်မယ်။ဒါပေမဲ့စုစုပေါင်းရင်းကောင်ရင်အား3နဲ့ HP ဆိုတဲ့အတွက်ဒီကားကဆွမ်းဆောင်ရင်ကောင်းတဲ့ထဲမှာတော့ပါတယ်လို့ပြောလို့ရတယ်။ PHEV အတွက်ဆိုရင်သူက 51mAh ရှိတဲ့ lithium ion battery ကိုတက်ပေးထားတယ်။ဒီကောင်က55မိုင်လောက်ထိတော့သွားလို့ရမယ်လို့ပြောထားတဲ့အတွက်မစိုးဘူးပေါ့နော်။ ဒီကားရဲ့နှက်စင်းလုံးက hybrid ကိုပြရှိပြီးတော့ကစီစားနှုံတက်တာလို့ပြောလို့ရတယ်။ဒီကားကြီးအရွယ်အစားနဲ့အစီစားနှုံက9ဒီ100 km per 5 liter ပဲရှိတဲ့အတွက်တော်တော်လေးတက်တာတယ်။ပြရှိပြီးက4.9 liter ပဲလို့ပြောထားတဲ့အတွက်တော်တော်လေးအစီစားတက်တာရဲ့လို့ပြောလို့ရတယ်။အဲ့တော့ဒီ Crown Street ကိုဈေးနှုံနေနေဆိုရင်မြန်မာငွေနဲ့တွက်မယ်ဆိုရင်3900နဲ့1400ချမှာရှိမယ်။အဲ့တော့ဈေးနှုံကတော့မဆိုးဘူးနော်ကောင်းတယ်။ အစီအစဉ်လုံးလေးတော့တက်တာတယ်အဲ့တော့မိတ်ဆွေတို့ရဲ့ဒီ crown astray ပေါ့အမြင်လေးကိုကျွန်တော်ရဲ့ comment box မှာကြီးပေးတော့ကြပါအောင်ကျွန်တော်ရဲ့ video လေးကိုကြမ်းစစ်တက်တက်ဆိုရင်တော့ like လေးလုပ်ခဲ့ပေးကြပါအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားပေးကြပါအောင်ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ပြပါပြန်တွေ့မယ်နော်